တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာတာယာမင်းဝင်ရဲ့ပန်းခိကလာမင်းဝတ္ထုကို အပိုင်း6နေနဲ့နားဆင်ရမှာဖြစ်ပါတယ် ကိုတို့ရန်ကုန်မြို့တော်ကြီးကိုနှင်းမြူတွေထူထူပိမ့်ပိမ့်ကြနေစေပါချစ်သူရဲ့အေးဆက်ထုံပေနေတဲ့ရွှေဝါရောင်စောင်းနေရက်တွေမှာကိုဟာစေးဘော့လေးတတို့နဲ့အမှုပညာအကြောင်းတွေတွေးနေခဲ့တယ်။ဘာကိုမှယုံကြည်စရာမကောင်းတဲ့လောကကြီးထဲမှာအယုံကြည်ရဆုံးဟာအမှုပညာပဲ။လှပတဲ့မုံမြတ်တဲ့နှက်ဆိုင်တဲ့ကိုချစ်သောအမှုပညာဟာ အရာအားလုံးကိုကိန်းဝတ်ဖန်ဆင်းလို့နေတယ်အမှုပညာဆိုတာဖျားသခင်ရဲ့အရင်ကျေးဆုံးလက်တဖက်လို့ကိုကတော့ယုံကြည်ခဲ့တာပါပဲအမှုပညာကိုချစ်တယ်အမှုပညာအတွက်ရဲကျင်တယ်အမှုပညာရဲ့မိုးကောင်းငင်မှာကိုဝိညာဉ်ကိုလွတ်တင် ပြန်တန်းစေတယ်ကိုနဲ့အမှုပညာဟာမြေပေါ်ခွဲဖြာ ပေါက်ရောက်နေတဲ့မြေရိုင်းပင်တွေ အောက်မှာလည်းရှိတယ်နှင်းမြူတွေလင်းဝေဆိုလက်နေတဲ့ မြရာရက်တွေပေါ်မှာလည်းရှိတယ်။ခါကုန်းနေတဲ့နတ်ဆိုးကိုမြင်းရင်တကောင်လိုစီနင်းပြီးငိမ့်ညံသောဘုံစီကိုလည်းချင်းကပ်ဖူးတယ်။နွားចောင်းသားကလေးရဲ့ပလွေမှာ တဝေဝေစီမျောပြီးတောကကင်းမဲ့စွာလည်းရှင်တန်ဘူးတယ်။အမှုပညာမှာရင့်ကျက်ခိုင်မာတဲ့တရားတစ်ခုရှိပြီးအဲ့ဒီတရားကိုလည်းတနေ့မှာကိုထွေးပွေပိုင်ဆိုင်နိုင်လိမ့်မယ်လို့လည်းမျှော်လင့်လျက်ပါပဲ။ ကိုဟာလူတွေအများကြီးနဲ့လဲကြုံခဲ့။စာရိအများကြီးကိုလည်းဖတ်ခဲ့ပါတယ်။အချို့သောယာရီကိုဝမ်းမြောက်ဝမ်းသာ လက်ခံပြီးကားမှဝမ်းနဲ့ပတ်လက်ပြန်လဲညှင်းဆန်စွန့်ခွာခဲ့ရပူတယ်။အဲ့ဒီလို လူငယ်တယောက်အနေနဲ့သွေးဆက်တွေဟာကြောက်သားလိုမာကျစ်နေခဲ့တယ်။ကိုယ့်ရဲ့လက်ဝဲဘက်မှာမာယာဆိုတာကိုပဲယုံကြည်လာပြီးကိုယ့်ရဲ့လက်ရာဘက်မှာအမှုပညာဆိုတာကို ပိုပြီးလေးမျက်ဥခိုက်လာတယ်။ တစ်ဖက်ကမာယာကိုညင်းပြီးတစ်ဖက်ကအမှုပညာကိုတင်းတင်းစုပ်ကိုင်တယ်။ကိုဟာမာယာကိုမုံပြီးအမှုပညာကိုနှလုံးသားနဲ့မီးရှို့ပူဇော်တယ်။ချစ်သူရဲ့ကိုကိုနားလည်နိုင်ပါမလား။ရိုးသားသောအလင်းမှောင်အောက်မှာတော့တကောင်နဲ့နနက်ဟာအတူတူပါပဲကွယ်။ဘယ်လမ်းမှမဆိုခြေလမ်းမမှားအောင်ကိုတို့လျှောက်ရဲရမှာပေါ့။ချစ်သူသားကြည်ပြူနိုင်မဲဆိုရင်တော့လိုက်ခဲ့လို့ ခေါ်ခြင်းမရဲ့ကွယ်အကိုစိုင်းရစီယာကိုမော်မဟုတ်လားဗျာဟုတ်ပါတယ်ရန်ကုန်မြို့လေကောင်မှစာပေသမားများစုံနေကြလက်ဖက်ရည်ဆိုင်လေးတွင် ကိုမော်တယောက်ထဲထိုင်နေခြင်းမှဖြစ်သည် ခေါင်းငုံ၍သတင်းစာဖတ်နေရမှအတန်ကြား၍မော့ကြည့်လိုက်ရာရုပ်ရည်တန့်ပြန်သောလူငယ်နှစ်ဦးကိုတွေ့ရလေသည်ကျွန်တော်တို့ခဏထိုင်မယ်နော်အော်ဟုတ်ကဲ့ထိုင်မှထိုင်မှသူတို့နှစ်ယောက်ကလက်ဖက်ရည်အသီးသီးမှာကြည်အကောင်းစား secret ဘူးများကိုလည်းအိတ်ထဲမှထုတ်၍စပွဲပေါ်ချကြည်စစ်ပုံးမိချစ်ကိုလည်းပြစ်တင်ပေး၏သူတို့ဤအပြုအမူနှင့်ဝတ်စားစင်ရင်ပုံများရာတထေးသားကလေးများဖြစ်ကြောင်းသိသာသည် အကိုကတော့ကျွန်တော်တို့ကိုတိမှာမဟုတ်ဘူး။အင်းဟုတ်ကဲ့ခင်ဗျာ။လူငယ်နှစ်ယောက်နဲ့တယောက်မှစ၍မိတ်ဆက်စကားဆိုသည်။ကျွန်တော်ကနိုင်မင်းလို့ခေါ်ပါတယ်။သူကတက်ဝင်းအောင်ပါ။ဟုတ်ကဲ့။ကျွန်တော်တို့အကိုနဲ့နည်းနည်းဆွေးနွေးကြတာရှိလို့ပါ။ကိုမော်ကမျက်မှန်ပြင်တရင်ခေါင်းညိတ်ပြလိုက်သည်။စာပေကိစ္စပဲလား။အော်မဟုတ်ပါဘူး။ကိုမော်မျက်မှောင်ကျုပ်သွားရသည်။ဒါဖြင့် ကျွန်တော်တို့ကလင်းဆက်ရဲ့တငယ်ချင်းတွေ။အော်ကိုမောစကားထောက်ပေးလိုက်သည်။ဟုတ်တယ်။ပကြီးမာဒီကောင်တိတ်တော်တယ်။တဝင်းအောင်ကဝင်ပြော၏။ဒါကြောင့်ဒီကောင်အိမ်ကဆင်းသွားရတာ။음ကိုလည်းရိပ်မိပါတယ်။ကိုမောကမယုံမလွန်ပြန်ပြောလိုက်သည်။တခုတတိထားမိသည်ကနိုင်မင်းကောတဝင်းအောင်မှာမျက်နှာအတော်တီနေကြခြင်းဖြစ်၏။လင်းဆက်ကတိတ်မာနကြီးတယ်။ ဘသူစီကားမှအကူအညီမတောင်းဘူး။အင်းဟုတ်တယ်။ဒီကောင်အိမ်ကဆင်းတော့ဝင်းကျင်ဟောင်းတစ်ခုလုံးကိုစွန့်လွှတ်သွားတယ်။ဝင်းကျင်တစ်ထဲကိုပဲခြေစုံပြစ်ဝင်သွားတယ်။ကျွန်တော်တို့လိုသူ့ရဲ့အရင်တငယ်ချင်းမိတ်ဆွေတွေကိုပါမေ့ပြစ်သွားတယ်။အကူအညီလည်းလုံးဝမတောင်းဘူး။ပတ်ဝန်းကျင်တစ်မှာလူတစ်တွေနဲ့နေပြီးသူ့ဘဝအစ်စ်ကိုသူဖော်လိုက်တယ်။အင်းဟုတ်ကဲ့။ကျွန်တော်တို့ကမနေနိုင်လို့လိုက်ဆောင်စမ်းတော့ အခုနောက်ဆုံးမှအကိုနဲ့တူနေမှန်းသိတယ်ဟုတ်တယ်သူ့ကိုကိုအိမ်မှာခေါ်ထားလိုက်တယ်ဟုတ်ကဲ့အဲ့ဒီအတွက်အကိုကိုကျွန်တော်တို့လေးလေးလေးစားကျေးဇူးလေးတင်ပါတယ်ကိုမော်ကခေါင်းခါလိုက်သည်မလိုပါဘူးကိုညီတို့ရဲ့ရပါတယ်ကျွန်တော်တို့အခုကိုနော့စီလာတာနောက်နောက်အဆက်အသွယ်ဖြစ်ချင်လို့ပါလင်းဆက်နဲ့ပတ်သက်တာမှန်ရင်ကျွန်တော်တို့ဝင်ပြီးတောင်းဝင်ယူပေးနိုင်ပါတယ်အော်အင်း အခုတော့လင်းဆက်ကကိုယ့်အိမ်မှာလည်းမရှိဘူးမြို့ဆောင်ကကိုမိတ်ဆွေတယောက်ရဲ့အိမ်မှာပကြီဆွဲဖို့စီစဉ်နေတယ်ဟုတ်လားအင်းအရေးကြီးတဲ့ပကြီပြပွဲတစ်ခုရှိတယ်လေထို့နောက်ကိုမော်ကပါရီမကပပကြီပြပွဲကြောင်းထို့အတွက်ပကြီဆရာအားလုံးစူးစမ်းနေကြကြောင်းအထူးသဖြင့်လင်းဆက်သည်တစ်ပေးခံထားရသည့်လူငယ်တယောက်လည်းဖြစ်နေကြောင်းဤကာလသည်သူ့အတွက်အရေးကြီးသည့်ကာလဖြစ်ကြောင်းရှင်းပြလိုက်သည် ကိုမော့စကားအဆုံးတွင် နိုင်မင်းနှင့်တပ်ဝင်းအောင်ကတယောက်မျက်နှာတယောက်ကြည့်။อืมအခုပုံရဆိုရင်တော့လင်းဆက်ကအဲ့ဒီပြိုင်ပွဲကို ဝင်ပြိုင်ပြပမလားမသိဘူး။ကိုမော့မျက်လုံးပြူးသွားရသည်။ဘာဖြစ်လို့လဲ။နိုင်မင်းနှင့်တပ်ဝင်းအောင်ကမြည်သည့်စကားကိုမှ ပြန်မပြောဘဲတွေ့ဝေကြီးငြိမ်နေကြသည်။နောက်မှတပ်ဝင်းအောင်က ကိုမော့လက်ထဲကသတင်းစာကိုဆွဲယူကား ဓာတုမေရဲ့နာယေးကြောင့်ညာပဲကိုမော်ဟင်မိမိကျဲလောင်စွာဟစ်អော်လိုက်တော်လဲကို့အတန်ကတိမ်ဆင်းသွားတော်သည်ငါမငိုဘူးဒါပေမဲ့နှလုံးသားမှာဘလူးဝင်ပူးတယ်လက်သေးကြုံတိများတဲ့မှော်ဆရာကငါနှလုံးသားကိုရင်ဘက်ကနေဆွဲခွာတယ် ။နာကျင်ပေမဲ့ငါမငိုဘူးကွယ်။ငါဘဝရဲ့လင်းတောက်တဲ့ရောင်ကြီးတစ်စက်အတွက်အသက်နဲ့လဲပြီးရဲရင်ပြမယ်။ချစ်တော်မိမိငါကိုတမလွန်ကနိုးထတွေ့မြင်စေမယ်။ငါရဲ့ဝိညာဉ်မှာပန်းနှင်းစီတွေအပြာလွင့်ဆုံးပွင့်ငါရွက်တိုင်ကိုအမြင့်မားဆုံးလွင့်ထူမယ်။ဟေးပင်လေ။ဟေးလက်အိတ်နေတဲ့ပင်လေ။အခုထဆန်း

ကို့ဘာသာကိုကင်လာနော် အာလေးတယ်မမရဲ့တယောက်တည်းစီကင်မယ်လीနော်ဟွန်းမမကလိမ့်မပါတယ်မိုးစံလဲမမကိုကက်ချွဲနေလေသည် ထိုမှအပြန်အိမ်တို့တမ်းမသွားရပဲမမမိတ်ဆွေတယောက်ဤဇာပနာကိုလိုက်ပို့ရသည်ဤတင်းကြိုင်းမှမိုးစံတို့ပြန်ထွက်မြည်ပြုဟဲမမကြီးကြည်စမ်းပါအောင်อืมဟုတ်ပါရဲ့ အလွန်ခမ်းနားသောဇာပနာတစ်ခုဝင်လာခြင်းဖြစ်သည်လိုက်ပါပို့ဆောင်သည့်များပြားလှစွာသောလူကြီးလူငယ်များကားကြီးကားငယ်များကြောင့်လမ်းတွေလဲရှုပ်ထွေးပြည့်ကျက်သွား၏ဒေါခင်ခင်ဆက်အသက်50တဲ့อืมဓာတ်ပုံအတိုင်းဆိုရင်တော့ငငယ်ကတိတ်လှမှာပဲမိုးစံနှုတ်မှဒွတ်ဒွတ်လျှောက်ပြောနေလိုက်သည်မမကတော့ငြိမ်သက်စွာအကြည့်ရှုအ깨ခတ်နေ၏ဇာပနာမှာလိုက်ပါပို့ဆောင်သူများပြားလွန်းလှသည်လို့ ခန့်ထဲဝါလွန်းလှသည်အတော်ချမ်းသာသောအတိုင်းဝိုင်းမှဖြစ်ပုံရသည် စီးပွားရေးကုမ္ပဏီမှ ကားများနိုင်ငံခြားသားများလည်းအဆုံကြီးပါလာကြသည်တရော့အလက်များစွာကလည်းဝမ်းထဲကြည်ကွဲပွဲရာ တေးသွားတစ်ခုကိုတီးခတ်လာသည်ဖြင့်ထိုမျိုးသမီးကြီး၏ဇာပနမှာလွမ်းစွတ်စရာဖြစ်နေတော်၏ဥအောင်မြင့်ရဲ့မိမလေးတင်းကြိုင်းတွင်မှလူများကတယောက်နဲ့တယောက်တီးတိုးပြောဆိုနေကြသည် ရန်ကုန်မြို့မှာနာမည်ကျော်စီးပွားရေးသမားကြီးဦးအောင်မြင့်ကို လူတိုင်းလူလူကြားဘူးကြပါသည်အဲ့ဒါဦးအောင်မြင့်ဘော။အော်သူ့မိမကို တော်တော်ချစ်ပုံရတယ်နော်။မိုးဆန်ကကြားရသောစကားများအရာဦးအောင်မြင့်ဟူသော အသက်50ကျော်ကပုဂ္ဂိုလ်ကြီးကိုလှမ်းကြည့်နေမိလေသည်။ရုပ်ရည်အားဖြင့်တော့လေးစားစရာအသွင်ဆောင်သည့်လူရည်သက်တူပင်ဖြစ်၏။ဇနီးဖြစ်သူဤနောက်ဆုံးခီးကို ဆွေးမြေ့ငိမ့်သက်စွာလိုက်ပါပို့ဆောင်မုံကဘေးမှမြင်ရသူများအတွက်ပင့်သက်ရှိုက်စရာပင်ဖြစ်၏ထဲထဲဝါဝါနှင့်စနစ်တကျပြုလုပ်သောဇာပနဖြစ်၍အလုံးကခေါင်းတညိမ့်ညိမ့်အတိမတ်ပြုမိကြသည်ဥအောင်မြင်ကသူ့မိမရဲ့နောက်ဆုံးခီးကိုအကောင်းဆုံးလိုက်ပို့တာပဲဟုတ်တယ်နောက်လူတစ်ယောက်ကဒီလိုဇာပနာမျိုးလိုက်လို့ဖို့မလွယ်ဘူးအာဘယ်ရမှာလဲ ဦးအောင်မြင်တို့ကစွန်းလွန်းတော်လွန်းလို့ဒီလောက်ရတာဟုတ်တယ်နော်ထို့သို့ပြောဆိုနေကြသောလူများကြားတွင်မိုးစံနှင့်မမလည်းခက်ခဲစွာပင် ကိုလန်းကိုတွားနေရသည်ဟဲဖြစ်မှဖြစ်ရလေဘာလဲဟိုးကအုတ်ဂူတွေကြားထဲမှာရက်နေတဲ့ကောင်လေးဟာဦးအောင်မြင်ရဲ့သားပေါ့အခုဆုံးသွားတဲ့ဒေါခင်ခင်ဆက်ရဲ့သားပေါ့တူဦးသေးသောသားဘယ်မှာလဲအဲ့ဒီကောင်လေးလားအဲ့ဒါဘာဖြစ်လို့လဲ ဘာရေမဟုတ်ပဲမုတ်ဆန်လဲအုတ်ဂူရီကြားကို လိုက်ကြည့်မိ။အုတ်ဂူရီကြားထဲတွင် မတ်တက်ရက်ခါဇာပနအခန်းသားစီငေးကြည့်နေသော ခြင်းဝစ်ဆောင်ခန့်နွမ်းနွမ်းဖြင့်လူငယ်တယောက်ကိုတွေ့ရ၏။ဟင်းမုတ်ဆန်ဤနှုတ်ဖြားမှာ အာမေရိတန်ထွက်သွားသည်နှင့်အမျှမုတ်ဆန်ဤလက်ကဝတ်ကိုစုပ်ကိုင်းထားသောမမဤလက်ကလည်းတင်းငနေဖြစ်သွားလေသည်။အဲ့ဒီကောင်လေးကိုဦးအောင်မြင်ကတားအဖြစ်ကနေစွန့်လွတ်ထားတာလေ။ သူ့အမေကတော့သူ့သားကိုသိတ်ချစ်တာသားဖနှစ်ယောက်ကအဆင်မပြေဘူးအခုသူ့အမေရဲ့ဇာပနာကိုသူလာခွင့်မရဘူးထင်ရဲ့အုတ်ဂူတွေကြားတဲ့ကပဲရက်ကြည့်နေတယ်ဟဲတနာပါတယ်လူတွေကကြွက်စီကြွက်စီပြောနေကြသည်မိုးဆန်မမကိုလှမ်းကြည့်တော့မမကလည်းလင်းဆက်ရက်နေရသူငေးကြည့်နေလေသည်မမဤမျက်နာက ဖြင်းညင်းစွာလှဲ့လာ၏မိုးဆန်သူ့စီခဏသွားခြင်းတယ် မိုးစံနဲ့မမအတော်ကြာ အကြည့်ချင်းစုံနေမိကြသည်မိုးစံကထပ်ပြောလိုက်၏ဒီပစ္စည်းတွေကသူ့အတွက်ပေါ့อืมမမကနှခမ်းလေးကိုက်ပြီးခေါင်းညိတ်၏တော်လေမမဒီဘက်နားကစောင့်နေမယ်မိုးစံစိတ်ပစ္စည်းများယူ၍လင်းဆက်ရှိရာသို့ထွက်လာခဲ့သည်လင်းဆက်အတွက်လဲဝမ်းနေနေမိသည်လင်းဆက်ဤဘဝကိုအရေးအမှတ်နားလဲထားတော်လဲဥအောင်မြင့်ဤသားတော်မထင်မိခဲ့ကြည် လင်းဆက်နီးသို့ရောက်အောင်ကြွေပတ်သွားနေရ၏လင်းဆက်ကတော့သူမကို မြင်မုံမရကြည်တခြားဘာကိုမှလည်းသိပုံမရကြည်သူ့မေဤရုပ်ကလေးရှိရာသို့သာငေးကြည့်နေသည် မိုးစံကသူ့နာတိုးကပ်သွားလိုက်သည် ကိုဆက်ဟင်လင်းဆက်လှဲ့ကြည့်၏မိုးစံဤရင်ထဲတွင် နှင့်ငနေဖြစ်သွားသည် လင်းဆက်ဤမျက်နှာကတိတိသားသားခြောင်ကျသွားသည် မျက်နာအနေထားကလည်းအလွန်တည်ငြိမ်ရစ်ကြက်သည်ဝမ်းထဲကြေကွဲမှုကိုတည်ငြိမ်စွာမြို့သိပ်ထားရသူတယောက်ဤရစ်ကြက်မှုမျိုးဖြစ်၏ကိုဆက်ရဲ့မိုးဆန်ဘာပြောရမယ်မှမသိတော့ချေလင်းဆက်ဤပခုံးမှာသူ့နဖူးလေးကို ထိကပ်ထားလိုက်၏လင်းဆက်ဤလက်ကို တင်းတင်းကြပ်ကြပ်ဖြစ်ညက်ထားလိုက်၏လင်းဆက်နှင့်အတူ ပန်းရနံ့တို့ထဲဝါမှွေပြန်သောဇာပနာအခမ်းနာကို ငေးကြည့်ရင်ရင်ထဲမှာလဲတလက်လက်ဖြစ်နေမိသည်ကိုဆက်ကိုတနာလိုက်တာ ကိုဆက်ရဲ့ဖြစ်နိုင်မယ်ဆိုရင် ကိုဆက်ရဲ့ရင်ထဲကခံစားချက်ကို မိုးစံပြဝေပြီးတော့ခံစားချင်ပါလေခဏကြာတော့မိုးစံကလင်းဆက်ကိုလှုပ်၍ခေါ်လိုက်ကိုဆက်လင်းဆက်ကမိုးစံကိုငုံကြည့်သည် ကိုဆက်ပကြီးဆွဲပြအုံးမလားလင်းဆက်ကနှက်ဆိုင်စွာ ပြုံး၏ဆွဲမှာဘောမိုးစံရဲ့ ဒါဖြင့်ဒီမှာမိုးစံကအိတ်ထဲမှာပကြီးပစ္စည်းများကိုပြလိုက်၏လင်းဆက်ဤမျက်လုံးများဝင်းငနေတောက်သွားပြီးမျက်နာကပိုး၍ငြိမ့်သက်သွား၏ထို့နောက်မှာခေါင်းတစ်ချက်ညှိပြီးဇာပနအခမ်းနာဘက်သို့လှည့်ကြည့်၏ထို့နောက်မိုးစံလက်ကိုပြန်ဖြစ်ညှစ်ခါပစ္စည်းအိတ်ကိုမယူလေသည်ကဲဒါဖြင့်ကိုသွားမယ်မိုးစံလေးမလိုက်ခဲ့နဲ့တော့ပြောပြီးသည်နှင့်လင်းဆက်ကခြာကနေလှည့်ထွက်သွားသည် အုတ်ဂူဂျိုကြားတို့၌ကွစ်ပတ်လျှောက်သွားပြီးမြင်ငွေးမှပျောက်ွယ်သွားတော်၏မိုးစံစိုးစိုးနစ်နေကြီးခံစားရင်းကြံ့ရစ်ခဲ့သည်ညီမလေးမိုးစံဤပခုံးပေါ်သို့မမဤနူးညံသောလက်ကလေးတစ်ဖက်ကျလာသည်မိုးစံလှဲ့ကြည့်တော့မမကလည်းစိတ်မကောင်းသောအတွင်မူရာရှိလေသည် မမဟင်ညီမလေးကိုဆက်တနာပါလေမမကခေါင်းညိတ်ပြ၏

နှွေရာသီရောက်ပြီလားစောင်းနှင်းရာသီတဲမှာပဲလားအခုကတော့နေလားညလားကိုပါကိုမှမတိတော်ဘူးကွယ်ကိုရင်ထဲမှာမောပြီးကိုအသက်ရှူရတာကြက်နေတယ်မျက်လုံးတွေကလည်းကျဉ်ဆက်နေပြီးဘာကိုမှကြကြမကြည့်နိုင်ဘူးမျက်ရည်ပူတွေကြကြနေတယ်ချောင်းဆိုးရင်ရင်ကောင်းတစ်ခုလုံးပြောင်းဆန်းနာကျင်သွားတယ်ကိုအသားကိုကိုပြန်ကင်ကြည့်တော့ မထိမိသလိုထိမိသလိုထုံထိုင်းနေတယ်။ကိုအသက်ကိုမြင်ပြီးရှူရှိုက်လိုက်တယ်။မျက်လုံးကို ဖြည်းဖြည်းညင်ညင်ဖွင့်ရှေ့တူယူကိုကြည့်ပြင်းထန်တဲ့စိတ်ဓာတ်နဲ့အာယူစိုက်ကြည့်တရွေ့ရွေ့ကြည်လင်ပြက်သားခန္ဓာကိုယ်ထဲမှာသွေးများဟာပူနွေးစွာလှည့်ပတ်စီးဆင်းလာတယ်။ဒီနေရာလေးမှေးမှိန်နေတယ်။ပကြီးကားကိုကြည့်ပြီးတယောက်ထဲစကားပြောနေမိတယ်။ ။တကြီကားကတပိုင်းတစပါပဲ။ပြီးဖို့အဝေးကြီးလိုသေးတယ်။ကိုဒီပကြီကားကိုဆွဲတာ နေ့တွေညတွေတောင် ကြာလာခဲ့ပြီ။ကိုစုတ်တံကိုပြန်ချလိုက်တယ်။ကျဲမြေမောမှာလှဲပြီးပကြီရဲကိုအာယုံနဲ့ခန်းစားနေလိုက်တယ်။အပြော့အမားမြင်းနဲ့အယောင်စိတ်ထဲမှာကျဲတပွင့်ပွင့်သွားတယ်။၆ကက်ကက်နဲ့ရီပြီး ကိုလှဲနေရကထလိုက်တယ်။ပကြီးနဲ့ပတ်သက်တဲ့အတွေးခေါ်လေးတစ်ခုတွေးမိတယ်။ ကိုတကားကိုတွန်းဖွင့်ပြီးအင်္ဂလိပ်ရဲ့အပြင်ကိုပြေးထွက်လာခဲ့တယ်။ဒီပကြီးကားကြီးကိုဆွဲရမှာကိုစိတ်ဝိညာဉ်တစ်ခုလုံးကိုတွန်းမှောက်ဖျော်ဆက်ပြီးဆွဲနေခဲ့တယ်။ပကြီးနဲ့ပတ်သက်ပြီးဘသူမှမတွေ့ရှိသေးတဲ့ထူးခြားစံပြတဲ့အယူဆတစ်လေးတွေကိုလည်းတစ်ခုပြီးတစ်ခုရှာတွေ့နေတယ်။ကိုပြေးနေရင်မောလာတယ်။ဒါပေမဲ့ကိုရောက်ချင်တဲ့တောဆက်ကို ရောက်လာပြီ။အခုနေကင်းကြီးပါလား။ကိုမူးယီနေလို့ ်တစ်ပင်တစ်ပင်ကိုမှီပြီးအတော်ကြာအောင်မှီးနေရသေးတယ်။နောက်တော့မှတော်တဲ့ကိုတစ်ဖြည်းဖြည်းရှောက်ဝင်လာခဲ့တယ်။တဏီယာကြတော့ကိုရက်လိုက်တယ်။လေကညက်ညက်ကလေးတိုက်နေတယ်။ကောင်းတယ်။ကိုခေါင်းညိတ်လိုက်တယ်။ရုပ်ရွက်တည်းရဲ့လှုပ်ရှားတုန်ခါမှုကို ကိုကြည့်ကျင်သေးတယ်။နောက်ပြီးအလင်းရောင်အလင်းရောင်ကိုကိုခံစားကြည့်ကျင်သေးတယ်။ကိုကိုကိုအလင်းရောင်တွေနဲ့လိမ့်ပြီးမှ တဲကလေးတဲကိုစိမ့်စိမ့်လန်းလန်းပြင်းပဲကိုပြုံးမိတယ်ထင်တယ်ကိုတော့ထဲမှာ အတော်ကြာကြာနေလိုက်တယ်တဲကလေးကို ကိုပြန်ရောက်တော့ထမင်းညိုက်ရောက်နေပြီကိုသိမ့်လာဖို့သွားပြီပဲအရင်နေ့တွေကစားဖို့မိနေတဲ့ထမင်းဟင်းတွေကိုလည်းသူ့ပဲပြန်သိမ့်သွားပြီ ကိုထမင်းညိုက်ကိုဖြန့်ပြီးတစုံစားလိုက်တယ်နောက်တစုံအမြောက်မှာပဲမစားရသေးခင် ကိုလက်တွေရက်တန့်သွားတယ် မျက်လုံးတွေကပကြီကားစီကိုရောက်ပြီးကိုစဉ်းစားနေတယ်။နောက်တော့ဇုံးကိုပြန်ချပကြီကားစီသွားပြီးစုတ်တံကိုပြန်ကင်နေလိုက်တယ်။နောက်ကိုပကြီကားကိုဆက်ဆွဲနေတယ်။စိတ်ထဲမှာဘာကိုမှမသိတော့ဘူး။တလောကလုံးမှုံမှိုင်းပြီးလှိုင်းတွေကတလိမ့်လိမ့်ထန်းနေတယ်။ကြယ်တွေကလွတ်လပ်စွာပြန်နေတယ်။ပန်းတွေကလည်းပွင့်ပြီးရင်ပွင့်လို့ဟော စက်ကြဝလာထဲမှာမျောလာတဲ့အားတခုနုဣတရိုင်းပြီးလှလိုက်တာမြေပြင်ကရေပြင်ကြီးလို ပြောင်းဣပျော့တွဲကြကိုတညိမ့်ညိမ့်နဲ့နစ်မြုပ်သွားတယ်လေတွေကပကြီကားတွေကိုဝင်တိုက်နေကြတယ်ပကြီဆွဲနေတဲ့ကုလက်တောင် လေစီးတဲ့ပပသွားတယ်ပကြီကားပေါ်မှာကိုဆွဲချတဲ့မြင်းညောင်းကလေးကမြေအကွဲချောင်းကြီးဖြစ်လို့ကိုလက်ကိုမျိုးချပြန်လေရော ကိုမောလိုက်တာကိုမက်ခဲ့တဲ့အိမ်မက်တွေကတံပြိုင်အော်အော်ဆွဲကြပြီ သူတို့တွေအိတ်သွားပြီသူတို့တွေအိတ်ပျော်သွားပြီအိတ်ပျော်နေတဲ့အိမ်မက်တွေက ကိုကိုပြန်လဲမြင်မက်ကြပြီ လင်းဆန်လင်းဆက်ကိုကိုအော်ခေါ်နေကြတယ်မိမိကို ပြန်ရှာတွေ့ပြီတဲ့ကိုဝမ်းတာလိုက်တာ ရှင်ထဲမှာတိတ်တိတ်ကိုခါလို့လာပြီလာပြီ ကိုပြေးလိုက်သွားလင်းဆက်လင်းဆက်ကို့မျက်စီထဲမှာအလင်းအမုံတွေဖွားကနေဖြစ်သွားလင်းဆက်လင်းဆက်ဟင်ကို့ကိုခက်ကြမ်းကြမ်းကင်လှုပ်နေတဲ့ကိုသိန်းရဲ့လက်ချောင်းတွေအောက်မှာကိုသတိပြန်ဝင်လာတယ်ကိုသိန်းလာအေးငါဘာမှမဖြစ်ဘူးမင်းဖြားနေတာပန်းခစ်ကလာမင်းဟုတ်လား မင်းအခုနေရထိုင်ရဘလို့ရှိတယ်လဲမသိဘူးဒုက္ခပါပဲစောစောကမင်းတတိလစ်နေတယ်တကိုယ်လုံးလဲချစ်ချစ်တောက်ပူးနေတယ်အဲ့ဒါနေစမ်းနေစမ်းမအောင်ပကြီကားရောဒီမှာရှိတယ်လေမင်းပကြီကားကဘယ်ရောက်ရမှာလဲကိုလူလဲထလိုက်တယ်ပကြီပကြီစွဲမယ်ကိုသိန်းလက်ထဲမှာထမင်းໃຈနေမစားရသေးတဲ့အရင်ထမင်းໃຈကိုကြည့်ပြီးကိုသိန်းကခေါင်းခါတယ် ။ထမင်းစားစမ်းပါကွာဟာနီယိုဖျားနေတော့စားလို့မဖြစ်ပြန်ဘူး။ငါစံပြုတ်နဲ့ဆေးယူလာခဲ့မယ်။ဆေးဆေးကဘာလို့ဖို့လဲ။ကျွန်တော်မသေးပါဘူးဗျ။မုံမုံဟိုင်ဟိုင်နဲ့ကိုပြန်ပြောနေမိတယ်။တရင်ဒီိုင်းနဲ့ရှောက်သွားပြီးကို့ပကြီးကားရှေ့မှာရက်လိုက်တယ်။တဟားဟားနဲ့ပကြီးကားကိုဝမ်းသာအားရချိလိုက်ပြီးစုတ်တံကိုကောက်ကင်လိုက်တယ်။ပြီးပကြီးကားပေါ်မှာစုတ်တံကိုတစ်ချက်ချင်းဆွဲချ တလောကလုံးတဖြည်းဖြည်းပြန့်ညိသွားတယ်ကိုဘာမှမသိတော့ပြန်ဘူးဟာငါလည်းဘာမှကိုမသိလိုက်ဘူး ကိုမော်ကခက်ညီးညီးပြောသည်မျက်မှန်ကိုမ၍မျက်နာကိုပဝါနှင့်တုံရင်ဆက်ပြောလိုက်သည်ငါလဲလိုက်တော့စုံစမ်းနေတာပဲမျက်မှန်ကို ပြန်တက်လိုက်တယ်ထို့နောက်ရင်ဝေးကိုကြည့်ကအခုဆိုရင် သူနဲ့နောက်ဆုံးတွေ့လိုက်ရတာဘာချင်းကလေးပဲရှိတာလေရင်ဝေးကသဘောမပေါက်ချီဖဲကဘာချင်းလဲကိုမော်ကငြိမ်သက်စွာထိုင်နေသောမိုးစံကိုမင်းငော်ပြလိုက်၏ မိုးစံလင်းဆက်ကိုပို့၍သတိရစရာဖြစ်သွား၏လင်းဆက်သူ့ကိုပေးခဲ့သောရုပ်ပုံလေးအမိက virgin ဟူ၍ကိုမိုးစံတပြင်းတစ်ချက်ချပြီးလင်းဆက်ကိုစိတ်ပူနေမိသည်လွမ်းတယ်ကိုဆက်ရဲ့ဟိုတနေ့ကသူ့တငယ်ချင်းအကောင်လေးတွေလာမေးတယ်အဲ့ဒီတော့တောင်ပြောလိုက်သေးတယ်ကိုအိမ်မှာမရှိဘူးကိုမိတ်ဆွေတယောက်အိမ်မှာလို့ဟော나ရေးကြောညာဖတ်လိုက်ရလို့စိုးရင်ပြီးလိုက်သွားတော့အခုပဲထွက်သွားတယ်တဲ့ နောက်ဗမာမှရှာမရတော့ဘူးကိုမော်နှက်ခမ်းကိုတစ်ချက် တင်းတင်းစေပြီးစဉ်းစားနေမိသည်ထို့နောက်မှဗာဂျင်းကလေးရှင်မိုးစံခတ်တိုးတိုးကလေးထူသည်တောကအရိပ်ရောင်များခက်ပါပါလွှမ်းခြုံနေသည့်မိုးစံဤမျက်နှာလှလှလေးကို ကြည့်ကာစိတ်မကောင်းဖြစ်မိပြန်သည် လင်းဆက်တွင်လည်းတစ်ဖက်က စိတ်ချမ်းသာမိ၏မိုးစံကလင်းဆက်ကိုတော်တော်ချစ်ပုံရသည် သူညီမလေးကိုတော့ပကြီးဆွဲမယ်လို့ပြောသွားတယ်နော်ဟုတ်ကဲ့ပစ္စည်းတွေလည်းယူသွားတာပဲလေအေးဟုတ်ပါပြီမိုးစံကသူ့လက်သေးလေးများကိုသူ့ပြန်ကြည့်နေမိသည်အတန်ကြာမှမျက်တောင်ကော်ကြီးများကိုတစ်ချက်နှစ်ချက်ဝင့်ကသူတနည်းမှာပကြီးဆွဲမယ်လို့တော့ထင်တာပဲဒါပေမဲ့သူကသိတ်ခံစားနေရတော့ရှင်ဝေကလည်းဝင်ပြောသည်ရှင်ဝေကလည်းအဲ့ဒီလိုပဲထင်မိတယ်ကိုမော် ။ပကြီးပြပွဲရက်ကလည်းအတော်နီးနေပြီ။ကံမကောင်းရင်လည်းလွဲချော်သွားနိုင်တယ်။နောက်ပြီးရင်ဝေစိုးရိမ်မိတာက ကျမ်းမာရေးပါချွတ်ယွင်းပြီးတခုခုဖြစ်သွားမှာကိုပဲ။ကိုမော်စေးဘော်လေးကိုပဲဖြွားနေမိသည်။သူလည်းနီးစက်၍လက်လန်းမိသည်မနေရာများသို့လိုက်လံစုံစမ်းပြီးပြီဖြစ်သည်။မြည်သည့်နေရာတွင်မှမရှိ။လိုက်ရှာလို့မရသည်ဆုံးသူ့ဘာသာ ပြန်လာတာကိုပဲစောင့်ရမလို့ဖြစ်နေသည်။ကိုမောင်မိโกငွေများကို တွင်တွင်မှုတ်ထုတ်နေမိသည် ထို့နောက်မှဗာချင်းလေးရှင်ကိုကိုအကိုကြီးတယောက်လိုလူရင်းတယောက်လိုသဘောထားဟုတ်ကဲ့ရှင်ဝေကလည်းညီမလေးနဲ့နှစ်ကိုတစိတ်လိုနေတာပဲအဲ့ဒီတော့ကဟုတ်ကဲ့ပြောပါမိုးစံနဲ့ရင်ဝေကကိုနော့ကိုစိုက်ကြည့်နေမိသည်ကိုတခုမေးခြင်းလို့အဲ့ဒါညီမလေးရပါတယ်မေးပါလင်းဆက်ကညီမလေးကိုတော်တော်ချစ်သလား မိုးစံခေါင်းငုတ်သွားသည်ရှင်ဝေကနဘေးမှနေ၍ကိုမော်နှင့်မိုးစံကိုအ깨ခတ်နေသည်ကိုမော်ကဆက်ပြောလိုက်သည်အเจ้าတခုကိုစဉ်းစားမိလို့မေးတာပါမိုးစံ၏ဥကောင်းကပုံငုတ်သွားသည်ထိုစဉ်ရှင်ဝေကနဘေးမှဝင်ဖြည်သည်ချစ်တယ်ကိုလင်းဆက်ကမိုးစံကိုတော်တော်လေးချစ်တယ်မိုးစံကရှင်ဝေကိုမျက်လုံးဝင့်ကြည့်သည်ရှင်ဝေကမိုးစံကိုပြန်ကြည့်ရင်းကိုမော့ကိုဆက်ပြောသည် သူ့လေသံကတည်ကြည်နေသည်ကိုလင်းဆက်ကလည်းမိုးစံကိုတတော်ချစ်တယ်မိုးစံကလည်းအဲ့ဒီတိုင်းပဲကိုမော်ကအဲ့ဒါဆိုရင်တော့အချိန်နေကောင်းပါတယ်ဟုပြောလိုက်ပြီးမှလင်းဆက်ကတကယ်အမှုပညာသမားလေတာမန်လူတွေနဲ့မတူတာအများကြီးပဲပကြီးကလွှဲရင်ဘာကူမှဂယုဆိုင်တာမဟုတ်ဘူးအရင်ကသူခင်တွယ်စရာဆိုလို့တလောကလုံးမှာသူ့အမိတရားဟောပဲရှိတယ် အဲ့ဒါကြောင့်သူ့အမေဆုံးသွားတဲ့အခါစိုးရင်စရာဖြစ်လာတယ်။ပကြီးပဲဆွဲရင်တည်ရင်လည်းတည်သွားနိုင်တယ်။အခု तू ချစ်တဲ့မိန်းကလေးတယောက်ရှိနေသေးတော့ तू ပြန်လာမှာပါ။အမှုပညာသမားတွေကချစ်သူကိုတန်ဖိုးကြီးကြီးထားပြီးချစ်တတ်ပါတယ်။ချစ်သူနေရာမှာအခြားနေရာကို အစားထိုးပစ်ဖို့တိတ်ခတ်ပါတယ်။ကိုမော့စကားအဆုံးမှာငြိမ်သက်သွားကြ၏။လှိုင်မောဆွေးမြေစွာမိုးစံရင်ခုန်နေလေသည်။ ့သောညမှာနှင်းပြအုံမိုးအိမ်မက်မိုးမြင်တခင်ဖြစ်၏ကျေဆက်ညတွင်ပန်ရင်ကြွေတက်မျက်ရည်ဝိုင်းအိမ်မက်လင်းပြငါနန်းမှွေးချိုက်ရင်းငိုဆိုင်၏ငါချစ်မိသည်ငါချစ်မိသည်ယုံကြည်ကြေကွဲစူတွဲကိုင်းညော့ပွင့်ဦးစွပြန့်စပယ်နဲ့ဤအဝေးစကားနှုတ်ပြထုံကျင် သခင်တည်ပါထို့တို့ဖြင့်ငါနှင့်ကျဲတို့ညမြို့ရိုးထက်တွေးပြတ်သခြင်းစုံညင်းဖွဲ့ဝီကြွေခဲ့ကြသည်အော်ထို့တို့ဖြင့်ငါနှင့်သခင်ရာဇဝင်ပန်းလွမ်းမှိုင်းဝေကြီးရွှေလက်ဖွားပားပြင်ထိအပ်ခုံမင်းတက်လေရေးမှတ်မိယုံဝတ်မုံမြေဆွေဝေးသွားခဲ့လျင်

တောရရှင်များအားလုံးကျန်းမာပေးကင်းကြပါစေခင်ဗျာ။